မောင်းတဲ့တီးရဒုရီယာတွေကိုတီးခတ်တဲ့မြမဂိတပညာရှင်တွေနဲ့တူနိုင်ငံတကာပကားရှင်ပညာရှင်တွေပူးပေါင်းတင်ဆက်တဲ့ Gonsan Skin နိုင်ငံတကာပကားရှင်ပွဲတော်ကိုဇူလိုင်31ရက်နေ့ကအမျိုးသားဆက်ရုံမှာဖျော်ဖြေခဲ့ပါတယ်။တာယာညင်ညောင်းတဲ့ဂီတသံတွေနဲ့တူမြမဂိတအတွက်ဘလို့မျှော်လင့်ချက်တွေရှိလာစေခဲ့တယ်လဲ။ Gothe Institute နဲ့ Francis Institute ကိုဥဆောင်စီတင်ပြီးဂျာမန်ပြင်သစ်နဲ့ အနောက်နိုင်ငံတွေကဂီတပညာရှင်တွေမြန်မာဂီတပညာရှင်တွေစုစုပေါင်း44ယောက်ပူးပေါင်းပြီးတော့ဖျော်ဖြေခဲ့တဲ့ဒီပွဲမှာရှန်ကချင်နဲ့ကျော်ဘရောင်းဒေတာအစရှိတဲ့နေရာတွေကပညာရှင်တွေပါဝင်တာမို့မျိုးစားမတူတဲ့ဂီတတွေနဲ့ထူးခြားတဲ့ပွဲဖြစ်ပါတယ်လို့ ပြင်သစ်ယဉ်ကျေးမှုဌာနကဆိုပါတယ် So this is a festival organized by the Goethe Institute in Myanmar and the French Institute it's a franco-german collaboration I think it will be an amazing concert so I hope a lot of Myanmar people will will come to to see this uh, this, this, sharing of uh, experience and uh, the music uh, playing by different people from the whole world and uh, different culture မန္တလေးနဲ့တောင်ကြီးမြို့တွေမှာပါဖျော်ဖြေတင်ဆက်မယ်ဒီဂီတပကားရှင်ပူပေါင်းဖျော်ဖြေပွဲမှာနိုင်ငံတကာဂီတပညာရှင်တွေနဲ့တွဲဖက်တင်ဆက်ခွင့်ရလို့ဝမ်းမြောက်ဝမ်းသာဖြစ်နေပြီးအတွေ့အကြုံတွေလည်းရခဲ့တယ်လို့ဆိုသူကမြမဆိုင်ဆရာဦးဟိန်တင်ပါမြမနဲ့နိုင်ငံတကာဂီတတွေပူပေါင်းပြီးဂီတအမျိုးအစားတစ်ကိုဖန်တီးနိုင်ဖို့မျှော်လင့်တယ်လို့လည်းဆိုပါတယ်ဝမ်းသာပါတယ်ဝမ်းသာကုန်ပါတယ်အများကြီးတဲ့သူတို့နဲ့ပူပေါင်းမျိုးဖျော်ဖြေရတဲ့အတွက် လူသားတွေ့ကြုံလည်းအများကြီးရပါပဲပညာလည်းတဲ့ကိုရိုးရာကိုလည်းသူတို့တည်ခွင့်ရတယ်လို့သူတို့ရဲ့ဒီနီတီဟာရတန်းတီချက်တီလက်တွေလည်းကိုကတည်ခွင့်ရပါလေအဲပထမတော့ workshop အနေနဲ့ကို music ကိုလည်းသူတို့သိအောင်အရင်လုပ်ရပါပဲသူတို့လည်းသူတို့ရဲ့အသက်ပညာတွေမိတ်ဆက်ပါပါသူဦးစင်းစီရဲ့လှုပ်ဆောင်ချက်ကလေးတွေကိုနားရည်ဝအောင်ပေါ့လေအဲ့လိုလေးတွေ မိတ်ဆက်ရင်းနဲ့ဘယ်လိုပေါင်းစပ်ရမလဲတခုချင်းစီလေးအဲလို freshman လေးပေါ်ပူပေါင်းပြီးတော့လုပ်လိုက်တာပါဂီတဖျော်ရည်ပွဲကိုနားထောင်တဲ့အချိန်မှာတော့ပညာရှင်တွေအတူတူကပူပေါင်းဖန်တီးထားတဲ့ရလကူခန်းစားရတာမို့ပျော်ရွှင်တယ်လို့ဆိုလာသူကပမောက္ခဝဲလ်ဖ်ပါသူကမြမပြည်ကဂီတတွေကိုနိုင်ငံကနဲ့ပေါင်းစပ်ပြီးရင်းချင်းမှုတစ်ခုနဲ့တစ်ခုဖလှယ်ရာကဘာသာစကားတွေမတူပေမဲ့ငင်းချမ်းတဲ့လူဖွဲ့စည်းဖြစ်စေဖို့ဆန္ဒနဲ့ပါလို့ဆိုပါတယ် model for a peaceful society. It's a peaceful model for a peaceful society that you can communicate with very different people, with different languages, with different desires. And uh, this is uh, a very important work. I think it's not only making music, it is also uh, developing a peaceful concept. And uh, we are happy that we can perform this result next week in uh, Tianji and uh, Mandalay. And I hope we can also continue this work in future.